ရန်ကုန်မော်လမြိုင်ယထာလန်မိုင်းခွဲဖြက်စည်းခံရတာကြောင့်ယထာခီးစဉ်တွေမေ9ရက်နေ့ထိပြန်လည်ပြေးဆွဲဖို့မတိကျသေးဘူးလို့မြန်မာမိယထာဌာနမှတာဝန်ရှိသူတို့ကတန်လွင်တိုင်းကိုပြောပါတယ်ရန်ကုန်မော်လမြိုင်ယထာလန်ပိုင်းဖြစ်တဲ့ဘီလင်းမြို့နယ်နှင်းပလဲဘူတာနဲ့တောင်စွန်းဘူတာကြားရှိယထာလန်မိုင်းတိုင်းအမှတ်132 30 17ကြားတရားအမှတ်65ဟာမေလ9ရက်နေ့ညပိုင်းကမိုင်းထောင်ဖျက်ဆီးခံခဲ့ရတာပါ မိုင်းထောင်ဖြစ်စည်းခံရတာကြောင့်ယထာလန်ပေ80တရားဟာပေ40ကျော်ဖြစ်စည်းသွားတဲ့အတွက်ယထာလန်ခီးစဉ်အလုံးယာယီဖြတ်သိမ်းလိုက်ရပါတယ်မြမမိယထာဌာနတာဝန်ရှိသူတို့ကတော့ရန်ကုန်မော်မြိုင်မိယထာပိုင်းပြည့်စည်သွားတာကြောင့်မေလ9ရက်နေ့ထိမထွက်နိုင်သေးကြောင်းပြင်ဆင်ပြီးတာနဲ့ခီးစဉ်တွေပြန်လည်စတင်မယ်လို့ပြောပါတယ်တော့9ရက်နေ့ထိမထွက်နိုင်သေးဘူးဆိုတာတရားပြည့်ပြနေတယ်လုံးရင်းလုံးနေပါတယ်လုံးရင်းလုံးနေပါအမြန်လုံးနေပါ ဒီဒီဒီလမ်းပြင်ပြီးရတယ်အခုလမ်းကြီးပြုပြင်ဆောင်ရနေပြီးတာနဲ့စမ်းထွက်မှာပါမိုင်းထောင်ပြည့်စည်ခံရတဲ့ရထားလမ်းဟာလမ်းပြင်တံတားပါပြည့်စည်သွားတာကြောင့်ပြင်ဆင်မှုကြန့်ကြာနေတာဖြစ်ပြီးအချိန်မီပြန်လည်ပြုပြင်နိုင်အောင်ဆောင်ရွက်နေတယ်လို့သူကဆက်ပြောပါတယ်မော်မြန်ဘူဒာကြီးဘက်ကတော့ရထားလမ်းပြည့်စည်သွားတာကြောင့်မေလ6ရက်နေ့နဲ့မေလ9ရက်နေ့မှာထွက်ခွာမဲ့မော်လမြန်ရန်ကုန်ရထားခီးစဉ်နဲ့ရန်ကုန်မော်လမြန်ရထားခီးစဉ်တွေကယာယီဖြတ်သိမ်းထားတယ်လို့ထုတ်ပြန်ထားပါတယ် ယထာခီးစဉ်တွေကိုယာယီဖျက်သိမ်းလိုက်ရတဲ့အတွက်ခီးစဉ်လိုက်ပါဖို့လက်မှတ်ဝယ်ယူထားသူတွေအနေနဲ့မွန်နန်ဘူတာကြီးနေချင်းလက်မှတ်ရုံမှာလက်မှတ်ခတွေကိုပြန်အမ်းပေးသွားမယ်လို့ကြေညာထားပါတယ်။